ျွန်တော်ဒါလေးပြီးပြီနော် show ta song zin lone nyan san ne internet ko ja ni ma ke ba lo the lo eari mi so si man gain bi dan ye phu mai ta thong jo lan xiao chi de khe ya ma pi du lu 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 dan wei jet tain 5 ya jo de ga tain 3 ya jo le 3 sa lut de so bi su swe khan ya du re ko နေပြီးတော့ရှင်းနေရုံချုပ်ကတရားစွဲရန်မတင်လို့ဆုံးဖြတ်ခဲ့တာကြောင့်ကျန်အဖွဲ့ဝင်တွေကဇွန်လ18ရက်နေ့မှာဒင်းစာရှင်းလင်းပွဲနဲ့အတူကန့်ကွက်ခဲ့ကြပါတယ်။လူတန်းငွေတွေအလဲသုံးစားလုပ်တယ်လို့စူးစက်ခံရသူဥမြင့်ဝေးမောင်ဥရတုခေါင်နဲ့ဇနီးမတ်မြေမျိုးစုတို့ကိုပုံမှန်420လိမ့်လည်မှုနဲ့ကြောက်တရားတရားရုံးမှာအမှုဖွင့်ခဲ့ပေမဲ့တိုင်းဥပဒေအရာရှိကပုံမှန်400ရုံချင်းမှုအလဲသုံးစားလုပ်မှုနဲ့တရားစွဲဖို့အကြံပေးလို့ပုံမှန်400ရောက်နေပဲတရားစွဲခံရတယ်လို့လမ်းလျှောက်ကြီးတက်ခဲ့သူကိုနန္ဒထုတ်ကပြောပါတယ် ပုံမှန်400ယောက်ဟာအမှတ်ခံမရတဲ့ပုံမှန်တစ်ခုဖြစ်ပြီးတစ်ဖက်တွင်းမဖမ်းမိရင်တရားခံပြေးကြော်ညာရမှာဖြစ်ပေမဲ့ရဲတပ်ဖွဲ့ကအခုထိအချိန်ဆွဲနေတယ်လို့လည်းပြောပါတယ်။ကျွန်တော်ကိုရဲပေါင်းရောက်တော့ပြောရမှာမဟုတ်ဘူး။ကျွန်တော်ကိုမြင်တော့မောင်ရဲ့ကိုရဲတော့မောင်ရဲ့မနေတော့ဆွဲရပါဆွဲတော့ကျွန်တော်တရားနဲ့ဆင်တယ်။အဲကံဖွင့်ပြီးရဲခုနကပါနေမှာတော့ပြင်တယ်တော့တယ်။တရားနဲ့ဆင်တယ်ဖွင့်ပြီးခုထိအချိန်တော့မောင်ကတရားဆောင်နေပြန်ကြပါလေ။အတိုင်းအတိုင်းတွေ့ရပြင်ပြန်ခုကမောင်ကြတယ်။အဲ့ဒါက၃00ကျောင်းကြတယ်။ရဲတော့မောင်ကြတယ်။အဲ့တော့ကြတဲ့အချိန်မှာသူတို့တော့ကချောင်းနေပါလား။ အလျက်ချက်ကကာမဂံပြေလို့မရအောင်မရတဲ့ခါကျတော့သူကလိုက်ဖမ်းတယ်ပေါ့နော်ရဲရတယ်လိုက်ဖမ်းပါတယ်ဆိုပြီးသွားတယ်တကယ်မှန်အောင်မှန်အောင်လीကျွန်တော်ပြောတော့စတော်လုံးချောင်းလေးနေတယ်ကျွန်တော်တို့ရရတယ်ကျွန်တော်ရဲ့ရှင်းနေရပြောတာဒီဟာကြပြီးဒီဘက်ထဲမှာဆွဲနေရမင်းရင်မင်းမင်းရင်ဒီကမင်းရင်အဲ့လိုဆွဲမတင်မဲ့ချိန်ကြီးကိုဆွဲနေပြီးတော့ရှင်းနေချုပ်ယုံကပုံမှန်၄၀၀ယောက်ကိုပြန်လဲစစ်စစ်ဖို့မှုတဲတောင်းယူခဲ့ပြီးထောက်ထားခိုင်ခိုင်လုံလုံတင်ပြခဲ့ပေမဲ့ရှင်းနေချုပ်ယုံကတရားစွဲရမသိလို့အမိန့်ပြန်ကြလာတဲ့အတွက်သမရစီစာတင်သွားပြီ မတိရောက်ရင်ရှင်းနေရှုပ်ယုံမှာဆန္ဒပြသွားမယ်လို့ဆိုပါတယ်။ဒုက္ခရောက်စေလိုတဲ့စိတ်နဲ့တရားဆွဲတာမဟုတ်ပဲသူတို့လုပ်ခဲ့တဲ့အမားတွေအတွက်ပြည်သူကိုပွင့်လင်းမြင်သာစွာချင်းဖို့နဲ့တောင်းပန်ဖို့ဖြစ်တယ်လို့ပြောပါတယ်။အေယာဝရီမြစ်ဆုံစီမံကိန်းကန့်ကွက်တဲ့အနေနဲ့တကြွလှုပ်ရှားသူ80ကျော်ဟာပြီးခဲ့တဲ့နှစ်ကရန်ကုန်ကနေကရှင်ပြည်နယ်အထိမိုင်းတထောင်ခရီးစဉ်ရှိတဲ့လမ်းလျှောက်ကြရမှာပကံမြို့မှာကလေးကပုဂ္ဂိုလ်ရေးပြဿနာတွေကြောင့်ဖွဲ့နှစ်ဖွဲ့ကွဲခွဲတာပါ။ခရီးစဉ်ပြီးဆုံးသွားလို့ရန်ကုန်ပြန်ရောက်ချင်းလူရှင်တွေနဲ့တွေ့မှာ ။ဦးမြင့်ဝင်းမောင်နဲ့ဦးရဲထွန်းမတစင်တင်း900ကျော်လူဒန်းထားကြောင်ပြောမှငွေတွေအလွဲသုံးစားလှုပ်ထားမဲ့သိရတယ်လို့ဆိုသူကကိုတန်ဝင်းအောင်ပါ။စင်းတွေစစ်ကြည့်တဲ့အခါတင်း300ကျော်ကားဟနေတာကြောင်တာဝန်ရှိသူ၃ဦးကိုဒါရောက်ဖြည့်ချင်းဖို့ခေါ်ခဲ့ပေမဲ့ပေါ်မလာတာကြောင့်တရားစွဲခဲ့တာလို့ပြောပါတယ်။ကျွန်တော်တို့ကလမ်းလျှောက်အဖွဲ့ဝင်ခေါင်းဆောင်ပိုင်းကအလူရှင်နဲ့တွေ့ကြတဲ့အခါအလူရှင်ကခင်ဗျားတို့ကျွန်တော်အဖွဲ့ဝင် သိ900ရာဒါရီအဲ့တော့ခင်ဗျားတို့ဒါရီဒါရီရလားဆိုပြီးတော့သူ့စီမှာထုတ်တဲ့စရင်းတွေနဲ့သူလူရဲ့ငွေတွေကျွန်တော်တို့ခေါင်းဆောင်ပိုင်းတိလိုက်တဲ့အခါသိ300ကျော်တော့ရော့နေတာအဲ့ဒီအခါကျွန်တော်သိရတော့ကျွန်တော်တို့ခေါင်းဆောင်ပိုင်းကပို့ပို့လေးသုံးချိန်တိုင်းဒီကိုညဝဲမောင်ရဲ့ကိုရဲ့ထွက်ခေါင်ရဲ့ကိုရဲ့ထွက်ခေါင်ရဲ့ဇနီးဒေါ်မီမျိုးစုပုဂ္ဂိုလ်ကြီး 外表、外貌、内部、经营，都应该呢考完、学完了，才能入考场面的。那要，要不然、啊就是、的呀，用啥呀？说手机吧。